မြန်မာငလျင်ဘေးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်နိုင်ငံတကာကုမ္ပဏီတွေရဲ့လှူဒန်းငွေအမေရိကန်ဒေါ်လာ55.8တန်းဟာစစ်အုပ်စုကျူးလွန်နေတဲ့အကြမ်းဖက်ရဆက်မှုတွေနဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်အထောက်ပံ့ဖြစ်သွားနိုင်တယ်လို့ Justice for မြန်မာကဧပြီလ12ရက်နေ့မှာသတိပေးထုတ်ပြန်လိုက်ပါတယ်။ဖြစ်အပြင်ငလျင်အပြီးမှာစစ်ကောင်စီကနိုင်ငံတကာကိုအရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေအလှည့်အမြန်တောင်းခံခဲ့ပါတယ်။ ဲ့ဒီနောက်မှာနိုင်ငံတကာအစိုးရတွေရဲ့အကူအညီမှုတွေအပြင်နိုင်ငံဆောင်ကအလူရှင်တွေကစစ်တပ်ထိန်းချုပ်ထားတဲ့လမ်းကြောင်းတွေကတဆင့်အလူငွေတွေပေးအပ်ခဲ့ကြပြီးအဲ့ဒီအထဲမှာဂျပန်နိုင်ငံကနာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး AEON တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation CNPC တို့ပါဝင်တယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်။ ငလေလောက်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေဧပြီလ9ရက်နေ့အတွင်းလေကြောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုပေါင်း92ခုထပ်မံပြုလုပ်ခဲ့တာကိုလည်းမြို့သားညညရဲ့အစိုးရလူအခွင့်အရေးဝန်ကြီးဌာနကမှတ်တမ်းတင်ထားရှိပါတယ်ရှင်။